ီနေ့မိတ်ဆွေတို့ကိုမျှဝေပေးမယ့်အကြောင်းအရာလေးကတော့ဒီတစ်ခုအချင်းနဲ့ဆိုင်တဲ့လက္ခဏာအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီတစ်ခုချင်းဆိုတာတစ်ဖက်သက်ချင်းချင်းသူ့မပြောရတဲ့အချင်းဒါမှမဟုတ်လူမသိစီစဉ်တဲ့ပတ်သက်စက်မြုပ်စတဲ့အချင်းတွေမျိုးဆိုလိုတာ ီလိုစိတ်ခံစားချက်တွေကလဘဝအပြင်ဘဝကလမ်းကြောင်းတွေအမှတ်ထားပြီးထင်ဟပ်လာနေပါတယ်ဘယ်လိုလဲညာဟာသူတယောက်ရဲ့စိတ်ခံစားမှုအခြေအနေနဲ့နှံသုံးသားရေးရပိစပြီးအဓိကပေါ်ပြနေတဲ့အကြောင်းဖြစ်တယ်။နှလုံးလမ်းကြောင်းပေါ်မှာ ကျော်ရှိနေခဲ့ပြီဆိုတော့ဘာတွေဖြစ်နိုင်လဲဒါကတော့အထင်ရှားဆုံးနဲ့အတွေ့အများဆုံးလက္ခဏာတစ်ခုဖြစ်တယ်။နှလုံးလမ်းကြောင်းတစ်လျှောက်မှာကျုံးပါဆိုပြီးရှိစိတ်ပိုင်းဆိုင်ရာပြမန်းတော့နဲ့စိတ်ရှုပ်ထွေးမှုဖုံးကွယ်ထားရတဲ့ဒေါသတွေကိုပေါ်ပြပါ ခြင်းရင်းမှာပျော်ရွှင်မှုရှိပဲစိတ်ဆင်းရဲနေရခြင်းအထူးသဖြင့်လိမ့်ဝတ်ထားရတဲ့အချက်ကြောင့်နှလုံးသားမှာဝင်တော့ဝင်မှုဖြစ်နေတဲ့တွင်မှာဒီကျွန်းတွေကတင်ရှားစွာပေါ်လာတတ်ပါတယ်နှလုံးသားကြောင့်ဟာအောက်ဖက်ကဦးတည်နေတဲ့လမ်းကြောင်းတွေလေးတွေဖွဲထွက်နေမှဆိုလို့ရှိရင်ဒါအချင်းချင်းမှာစိတ်ပြအားငယ်မှုစိတ်မချမ်းမြေမှုတွေပေါ်ပြပြီးတော့ ကိုချေရသူဆိုတာဒီအမှတ်ပြုမခံရတာမျောလဲတယ်ဖြစ်မလာတာကြီးတုံ့ရမှာဖြစ်တယ်အလုံးလိုက်အောင်တစ်ခုလုံးကမြင်းတစ်ပြောင်းနဲ့မဟုတ်ခဲနဲ့တန်ကျိုးကွင်းဆက်တွေလိုတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ပုံစံဖြစ်နေမှာဆိုလို့ရှိရင်ဒီလိုလက္ခဏာပဲရှင်ပြအလုံးမဲ့စိတ်ခံစားလို့ဒီတော့ ိမခံတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်နေတတ်တယ်။ဒီလိုလူသားမျိုးတွေကချေရေးချေရမှာလေရှင်းကြောက်တတ်ပြီးတော့ကိုယ့်ရဲ့ခံစားချက်ကိုထုတ်ဖို့ပြောဆိုဖို့ဝယ်လေးတတ်တာကြောင့်ပုံပုံချင်းဖြစ်နေတဲ့ခံစားပုံများပါတယ်လုံးလမ်းကြောင်းကအခြားအဓိကလမ်းကြောင်းကြီးတွေလောက်ထင်ရှားပဲနဲ့မြင်ပြောနိုင်မယ်ဆိုလို့ရှိရင် စိတ်ခံစားချက်ကိုဖော်ပြရမှာအားနည်းမယ်ဓမ္မမုတ်စိတ်ခံစားမှုပိုင်းမှာဒီဆက်ဆက်ဖြစ်တယ်ဒီလိုလူတွေကတဲ့ဒီလိုလက္ခဏာပိုင်းရှင်တွေကချစ်ရှိနေရင်တော့အပြင်ကိုထုတ်မပြပဲဘူးတိတ်ထားတဲ့ကြာပါလေကြောက်ခပလန်းဆိုတာကျွန်တော်လည်းလက်ကြာနေပြီပါ တက်သူရဲ့လက်တန်းကြားအထိပြွေးဝိုင်နေတဲ့လမ်းကြောင်းကိုခေါ်တာဖြစ်တယ်။ဒီလမ်းကြောင်းကထင်လဲထင်ရှားနေမှာ။ဒါပေမဲ့အပြင်းတောက်တွေလည်းပါနေမယ်ဆိုလို့ရှိရင်ဒီလိုလက္ခဏာမှရှိနေရတယ်။စိတ်ခံစားမှုကြီးတယ်ပြောတော့။အာယုခံရလို့လည်းပြင်းပြတဲ့အခြေစိတ်ပဲရှိနေတယ်။ဒီငယ်တဲ့စိတ်ရှိတာကြောင့်ထင်ချုပ်ပုံွယ်နေကြကြတယ်။ ဘွားရဲ့အောက်ခြေလက်တန်းရဲ့တဲတဲ့အောက်မှာရှိတဲ့နေရာကိုတနင်္လာကျူကိုခေါ်တယ်။ဒီတနင်္လာကျူကအားကောင်းပြီးတော့ကန်းလက်ပြမြင်ရတယ်။ညာနေတဲ့ဆုံးချင်းဒီလိုလက္ခဏာပိုင်ရှိတယ်။အလွန်အမင်းစိတ်ကူးရင်တဲ့ပြီးတော့ရှေ့ကိုစိတ်ကူးတဲ့မှာပဲတိဆောက်နေတဲ့တောင်ပြတယ်။လက်ကနေဝေးกว่าကိုယ့်ရဲ့စိတ်ကူးတဲ့ကောင်လေးရှင်းနေရတူရှင်းနေတဲ့တဲ့ ကလန်းချောင်းပေါ်မှာကျွန်းတစ်ခုဖြစ်ပေါ်နေတဲ့တက်တန်းအပိုင်းချာဟာအဲ့ဒီချိန်မှာအလုတ်ကိုင်းဘဝတိုးတက်မှုတွေအခြေရေးကိစ္စတစ်ခုကနောက်ဆက်ပြေးနေကြပုံပြတယ်များသောအဖြစ်တော့ဒီမသိစီခြင်းနဲ့ပတ်သက်မှုတွေအရှုပ်အရှင်းတွေကြောင့်ဖြစ်တတ်ပါလေလက္ခဏာတစ်ခုကိုသုံးသက်ရမှာ ြောင်းအရာတစ်ခုတည်းကိုကြည့်ပြီးအတိအကျကောက်ချက်ချလို့မရပါဘူး။လောကကြီးတစ်ခုလုံးမှာရှိတယ်။ခန်းကြောင်းတွေဂျိုကွန်လေးရဲ့အနေထားကိုခြုံငုံတုံးသေးရမှာဖြစ်ပါလေ။ဥပမာအားဖြင့်တန်ခွင်းဆက်ပုံနှလုံးလမ်းကောင်းနေတယ်။အားကောင်းတော့တင်းနေလာကြဘူး။ပေါင်းဆက်နေမယ်ဆိုလို့ရှိရင်ဒါဟာတစ်ဖက်သက်ဒီတစ်ခုအချက်ဖြစ်ဖို့ကြိုးစားတာရှိပါလေ။ ကဲမိတ်ဆွေရောဘယ်လိုလဲအချင်းကြီးကံကောင်းရမှာမဟုတ်လားအားလုံးကံကောင်းကြပါစေ